င်္ဂလာပါကောင်းကြီးမင်္ဂလာရှိတော်နေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြထံတော်ပါမခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့တူတူကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဇာလံကျမ်းခန်းကြီး30အပိုင်းငယ်7ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တို့ဖြစ်၍အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေကိုရောကိုတခြင်းဆိုပါမည် ိုးအကျွန်ုပ်ဤဘုရားခင်ထာဝရဘုရားဂျေဇုတော်ကိုအစဉ်အမြဲချီးမွမ်းပါမည်ဒီချမ်းစာကိုကြည့်တဲ့အခါမှာဘုရားခင်ကိုချီးမွမ်းခြင်းနဲ့ပတ်သက်တဲ့ပုံစံလေးကို တွေ့ရပါတယ်။ဘာလဲဆိုလို့ရှိရင်တိတ်ဆိတ်စွာမနေဘုရားခင်ကိုဘာကြောင့်ချီးမွမ်းသင့်တယ်လဲတိတ်ဆိတ်စွာမနေပဲချီးမွမ်းရတယ်လဲဆိုရင်ဘုရားခင်ကအလွန်ကောင်းမြတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ညီးတွားခြင်းကိုကာခုံခြင်းဖြစ်စေတယ် ဝမ်းနေခြင်းကိုဝမ်းမြောက်ခြင်းဖြစ်စေတယ်ညဦးချိန်၌ဝမ်းနေခြင်းရှိရင်တော့မနေ့အချိန်မှာဘုရားသခင်ကတချင်းဆိုရတဲ့အခွင့်ကိုပေးတယ်ဒါကြောင့်ဘုရားသခင်ကိုကျွန်တော်တိတ်ဆိတ်စွာမနေနိုင်ပါဘူးဘုရားသခင်ကိုအာရပါရချီးမွမ်းမယ်ဆိုပြီးတော့မှဒီစာလံတချင်းလေးကိုဖတ်ရတဲ့အခါမှာအမတန်စိတ်ထဲမှာခွန်အားဖြစ်မိပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့က ဘုရားသခင်ကိုကိုးကွယ်ကြတဲ့အခါမှာတိတ်ဆိတ်စွာ ကိုးကွယ်ရမှာမဟုတ်ပါဘူးတိတ်ဆိတ်စွာဘုရားသခင်ကိုချီးမွမ်းနေဆိုတာလည်းမရှိပါဘူးဆူတောင်းတဲ့အခါမှာတော့ဘုရားသခင်နဲ့တိတ်ဆိတ်စွာအချိန်ယူပြီးတော့စင်ချင်လျက်ဘုရားသခင်ထံတိုးဝင်တာမျိုးတော့ရှိပါလိမ့်မယ်တိတ်ဆိတ်စွာ နေရတဲ့အချိန်ဆိုတာဘုရားသခင်နဲ့တူးချင်းအချိန်ယူပြီးနှုတ်ကပတ်တော် စင်ချင်နေတဲ့အချိန်ဆိုရင်တော့တိတ်ဆိတ်နေပါလိမ့်မယ် ို့တော်လည်းပဲဘုရားသခင်ကိုချီးမွမ်းတခြင်းဆိုတဲ့အခါမှာတော့တိတ်ဆိတ်စွာရှိနေနိုင်မှာမဟုတ်ပါဘူးဘုရားသခင်ကို ကျွန်တော်တို့ချီးမွမ်းဖို့ရန်အတွက်လုံလောက်တဲ့အကြောင်းရင်းတွေလည်းအများကြီးရှိပါတယ်ခုနကဆာလန်ဆရာပြောသလိုညဥ်ချိန်မှာငိုကြွေးခြင်းရှိပေမဲ့မနက်မှာတခြင်းဆိုရတဲ့အခွင့်ပေးတဲ့ဘုရားကျွန်တော်တို့ရဲ့ဝမ်းနည်းခြင်းကိုဝမ်းမြောက်ခြင်းနဲ့ပတ်စည်းသောဘုရားညှိတွားမိတမ်းခြင်းနေရာကခုန်ခြင်းနဲ့ အစားထိုးပေးသောဖခင်ကသာဝရဖခင်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တခြင်းဆိုရတဲ့အခွင့်ကိုလည်းဖခင်သခင်က ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့တခြင်းဆိုရတဲ့အခွင့်ရတဲ့အခါမှာလည်းတိတ်ဆိတ်စွာမနေဘဲအားရပါရဖခင်သခင်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်။ချစ်တော်မိဘကြီးကိုမောင်နှမတို့ဖခင်သခင်ကိုကျွန်တော်တို့အစင်မပြတ်ချီးမွမ်းဖို့ရန်အတွက်စံစာအားဖြင့်ကျွန်တော်တို့တွေ့ရပါတယ်။ဝမ်းမြောက်ခြင်းရှိပြီးတော့မှဖခင်သခင်ကိုချီးမွမ်းဖို့က ကျွန်တော်တို့ယုံကြည်သူတိုင်းရဲ့အမှတ်လက္ခဏာဖြစ်ရပါမယ်။အတန်ကိုလွှင့်ပြီးတော့မှကျွေးကြော်ပြီးတော့မှဝမ်းမြောက်ပြီးတော့မှရှင်လန်းစွာနဲ့ဘုရားသခင်ကိုချီးမွမ်းကြဖို့ရန် ဖြစ်ပါတယ်။တခြင်းဆိုတဲ့အခါမှာဂုဏ်တော်တွေကိုချီးမွမ်းတဲ့အခါမှာဝမ်းမြောက်ရှင်လန်းခြင်းအတန်နဲ့ကျွေးကြော်ပြီးချီးမွမ်းခြင်းကဘုရားသခင်ရဲ့ဘုန်းတော်ကိုတာ၍ထင်ရှားစေမှာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့စာလံကျမ်းကိုဖတ်တဲ့အခါမှာ ဘုရားသခင်ကိုချီးမွမ်းဖို့ရန်အကြောင်းရင်းများစွာကို တွေ့ရသလိုဘုရားသခင်ကိုချီးမွမ်းရမယ့်ပုံစံတွေကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ကခုံလျက်ကြွေးကြော်လျက်အတန်ကိုလွှင့်လျက်ဘုရားသခင်ကိုချီးမွမ်းတတ်တော်သူ ဖြစ်ကြရအောင်ဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဘုရားကိုရောကိုယေရှုတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကိုယ်တော်ကိုချီးမွမ်းဖို့ရအတွက်တွန်းအားဖြစ်စေလို့ယေရှုတင်တယ်။ကိုရောကအမြဲတမ်းကျွန်တော်တို့ကို ဝမ်းမြောက်စေတဲ့ဖရာဖြစ်ပါတယ်။ဝမ်းနေခြင်းတွေကခဏပဲဝမ်းမြောက်ခြင်းက ထာဝရဖြစ်စေတယ်။ကျွန်တော်ရဲ့ညီးတွားခြင်းတွေနေရာမှာ ကခုံခြင်းကိုဖြစ်စေတယ်။ဒါကြောင့်ကိုရောကိုကျွန်တော်တို့ချီးမွမ်းပါမယ်။ကျွန်တော်ဝိညာဉ်ဟာတိတ်ဆိတ်စွာ မနေပါဘူး။ကိုရောကောင်းမြတ်ကြောင်းကိုသာအစဉ်အမြဲချီးမွမ်းထောမနာပြုပါမယ်။ကိုရောကိုယေရှုတင်နဲ့ရင်းနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောကို အစဉ်အမြဲချီးမွမ်းတတ်တော်သူဖြစ်စေပါ။တိတ်ဆိတ်စွာမနေ။ ဝမ်းမြောက်စွာနဲ့ကိုရောရှေ့တော်မောက်မှာကခုံလျက်ကြီးမွမ်းတက်တော်သူဖြစ်စေပါယေရှုတင်လျက်တဏိတာကိုဆက်ကတ်တဲ့အခါသခင်ယေရှုနာမ၌ဆုတောင်းအပ်နံပါ၏အာမင်